ားလုံးပဲမင်္ဂလာပါချမ်းရဲ့ YouTube channel လေးရနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့အားလုံးအတွက်အရန်စိတ်ဝင်စားစရာကောင်းတဲ့ချမ်းရဲ့အဲ daily diary journaling လုပ်တဲ့စာအုပ်ကလေးကနေပြီးတော့မှချမ်းကမျှဝေစရာလေးရှိလို့ပါဒါကအားလုံးအတွက်စိတ်ဝင်စားစရာလည်းကောင်းတယ်လို့ကောင်းမယ်လို့မျှော်လင့်တယ်လို့အမ် လူတိုင်းလူတိုင်းလဲလုံတင်တယ်လို့ချမ်းထင်လို့ဒါမျှဝေတာပါဆိုတော့ချမ်းဒီဆောက်ကလေးကိုဝယ်ထားတာလွန်ခဲ့တဲ့အဲတပတ်လောက်ကပေါ့နော်ချမ်းဒီဆောက်ကလေးကိုဝယ်လိုက်ပါတယ်ဒါကတော့ချမ်းကိုယ့်ဘက်ကိုဆွဲထားတာပါကွက်ကိုရေးထားပြီးတော့အဲ့လိုမျိုးဆွဲထားတာပါအဲ့တော့ခေလီချမ်းအဲ့တော့ချမ်းဒီဆောက်ကလေးကိုအရင်သဘောကြိုက်ပေါ့နော်ဆောက်ကတော့ပကြီးပုံစံမျိုးလေးပဲပေါ့ဒါပေမဲ့ချမ်းအထက်မှာပကြီးလဲဆွဲမယ် journaling ချမ်းရဲ့ခံစားချက်တွေကိုလည်းရေးမယ်ချမ်းက ကိုလုတ်တဲ့ journaling နဲ့ကစာသားတွေကိုဘယ်သူမှပြောပြဖို့စိတ်ကူးမရှိဘူးစီစဉ်လည်းမရှိဘူးဒါပေမဲ့လူတိုင်းအတွက်လိုအပ်မယ်ထင်လို့လူတိုင်းနဲ့ကိုက်ညီမယ်ထင်လို့ဒီထဲကစာသားတချို့နဲ့ချမ်း sharing လုပ်ပေးခြင်းပါတယ်အဲ့တော့ချမ်းဒီမှာဗာရေးထားလဲဆိုတော့အဲ့တော့ပထမဆုံးချမ်းအခုတလောကိုကိုပျောက်ဆုံးသွားပြီ I feel I lost myself လို့ပျောက်အဲ့လိုမျိုးခံစားရတယ်ကိုကိုပျောက်ဆုံးသွားပြီဝါသနာတွေရှိတယ်ကိုရဲ့လုပ်ငန်းကိုင်ငန်းတွေကိုလုံနေပါလျက်နေကိုကိုပျောက်ဆုံးသွားပြီလို့ခံစားရတာ နည်းနည်းကြာကြာပြီပေါ့နော်ဆိုတော့အဲ့လိုကြာပြီဆိုတော့ချမ်းမှာအဲ့လိုခံစားနေရတယ်ဒါပေမဲ့ငါကငါပြောင်းဆုံးလို့မဖြစ်ဘူးဆိုတော့တတိယလည်းရှိသေးတယ်ရှိသေးတော့ငါငါကငါပြန်ရှာဖွေရမယ်ဆိုတော့စိတ်ရှိတယ်ပေါ့နော်အဲ့လိုရှိနေတဲ့အချိန်မှာချမ်းဘာလုပ်လဲဆိုတော့ပထမဆုံးချမ်းမှာအတွေးအရင်များနေချမ်းမှာစိုးရိမ်စိတ်တွေပူပန်မှုတွေတအားများနေခဲ့တယ်ပေါ့နော်ဒီလက်တလုံးမှာအဲ့တော့ဟိုမိသားစုနဲ့ပတ်သက်တာတွေရောအဲ့လိုမျိုးအများကြီးပဲပေါ့ချမ်းအများကြီးတွေးပြီးတော့အတွေးတွေလွန်ပြီးတော့အဲ့လို ပူဝင်မှုစိုးရိမ်မှုတွေအများများသွားတဲ့အချိန်မှာချမ်းခိုချမ်းပျောက်ဆုံးပြီးတော့လုံနေကြအရာတွေလည်းမလုံဖြစ်တော့ဘဲနဲ့ငါဘာလုံရင်ကောင်းမလဲဆိုတာပဲထထတွေးပြီးတော့ကိုယ့်ရဲ့အလုပ်ကိုကိုမလုပ်ခွင့်နဲ့အဲ့လိုမျိုးရှောက်ရှောက်တွေးပြီးတော့အဲကိုယ့်ကိုပျောက်ဆုံးသွားတာပေါ့နော်အဲ့တော့ချမ်းကိုယ့်ကိုပြန်ရှာတွေးဖို့အတွက်ဒီစာအုပ်ကိုအသုံးပြုပြီးတော့အာချမ်းကိုယ့်ကိုပြန်ရှာတွေးဖို့အတွက်စူးစမ်းထားတယ်ပေါ့နော်အခုလည်းဒါချမ်းအလုပ်တွေပြန်လုပ်နိုင်ပြီအာကိုယ့်ကိုဒါ ပြန်ပြီးတော့ self awareness နဲ့အဲကိုယ့်ကိုပြန်ရှာတွေ့နိုင်အောင်ကြိုးစားထားပါပြီဆိုတော့ channel လေးကို sharing လုပ်ပေးခြင်းပါတယ်ကိုယ့်ကိုပျောက်ဆုံးသွားတဲ့အခါမှာဘယ်လိုပြန်ရှာတွေ့မလဲဘယ်လိုပြန်ရှာတွေ့အောင်ကြိုးစားမလဲဆိုတာအဲ့တော့ဒီလိုမျိုးစာအုပ်တော့ဝယ်ဖြစ်အောင်ဝင်လိုက်ပါကိုယ့်ရဲ့ဘဝမှာဒီလို diary ရေးဖို့ငငယ်ကတော့ diary လို့ခေါ်တာပေါ့လေဒါပေမဲ့ကိုယ့်ရဲ့ဘဝမှာဒီလိုမျိုး journaling ကိုယ့်ရဲ့အတွေးတွေကိုချရေးဖို့အတွက်စာအုပ်တအုပ်ကရှိကိုရှိသင့်တယ် အဲလူတွေကဒီလိုစာရေးတာကိုအပူအလုပ်လို့ထင်ကြတယ်။စာရေးတယ်ဆိုတာအော်ဝါသနာပါမရေးမယ်။ငါကန်သားချက်တွေကဘာလို့စာအုပ်ထဲချရေးနေရမှာတော့ဆိုတော့ဟာဒီလုံးဝအခုချိန်ကစပြီးတော့မတွင်းနေတော့ဘောနော်။အဲ့တော့ကိုယ့်ရဲ့ဘဝမှာ life balance ဖြစ်ဖို့အတွက်အဲ့လိုမျိုးကိုယ့်ကိုပျောက်ဆုံးသွားတဲ့အချိန်တွေမှာကိုယ့်ကိုပြန်ရှာတွေ့ဖို့အတွက်ကိုယ့်ရဲ့အတွေးလွန်နေတာတွေကိုဖြေရှင်းမှုအတွက်အဓိကအားဖြင့်တော့အဲ့ဒီအတွေးတွေကကိုယ့်ကိုပြဿနာအများကြီးဖြစ်နေစေတာအဲ့ဒီအရာတွေကိုကိုင်နေဖြေရှင်းနိုင်မှုအတွက်အဲ့ဒီစာရေးခြင်းဆိုတဲ့ journaling လုပ်ခြင်းဆိုတဲ့အရာက ကိုယ့်ရဲ့ဘဝမှာဟို present personate တော်တော်များများအရေးပါနေတယ်ပေါ့နော်အဲ့တော့ချမ်းချမ်းအမြဲတမ်းရေးတာဒီလိုစာအုပ်တွေအိမ်မှာလည်းအများကြီးပဲမြန်မာပြည်ကအိမ်မှာလည်းအများကြီးပဲဒါမဲ့ဒါအစ်စ်အဲ့တော့ချမ်းပြောပြမယ်เนาะအဲ့တော့ငါမဟုတ်တဲ့နည်းရတွေကိုဖြတ်သန်းနေကြရတာချမ်းကိုယ့်ကိုယ်တိုင်ပြောသလိုပဲအဲ့လိုငာငာနဲ့တော့တုံးပြီးတော့ကိုယ့်ကိုပြောထားပေါ့เนาะအဲ့တော့ငါမဟုတ်တဲ့ ဒီနေ့ကတော့ကိုယ်တိုင်ရေးတဲ့စာလေးကိုဖတ်ပြမယ်။အဲ့တော့ငါမဟုတ်တဲ့နည်းရတွေကိုဖျက်သိမ်းနေခဲ့ရတာတော်တော်ကြာပြီ။ငါ့ကိုယ်ငါပြန်ရှာဖို့လိုအပ်နေပြီဆိုတဲ့အတိတ်တရားငါမှရှိတယ်။ self awareness ငါမှရှိတယ်။ဒါကြောင့်မလို့ငါ့ကိုယ်ငါပြန်ရှာတွေ့ခြင်းနဲ့အဲ့တော့ငါအခုတော့ဘာတွေဖြစ်နေခဲ့တာလဲပေါ့။အဲ့တော့ငါရင်ဆိုင်ရတဲ့အရာတွေပေါ်မှာငါအာရုံစိုက်တာတွေများပြီးတော့စိုးရိမ်ပူပန်မှုတွေများပြီးတော့ 2025ရဲ့ဒီနှစ်ကုန်ပိုင်းလောက်မှာငါကုံကပျောက်ဆုံးသွားတယ်လို့တဖြည်းဖြည်းခံစားလာရအဲ့တော့အလုပ်တွေလည်းလုပ်နေရဗီဒီယိုတွေလည်းတင်နေတယ်လုပ်နေပါလျက်နဲ့ငါဖြစ်ချင်တဲ့အဲ့ဒီအရာတွေလုပ်နေတာငါမဟုတ်သလိုပဲတကယ်ချမ်းအစစ်ကအဲ့ဒီအရာတွေလုပ်နေတယ်လို့မဟုတ်သလိုပဲအဲ့တော့ငါဖြစ်ချင်တဲ့အရာတွေကလည်းဝေဝါးလာတယ်ဒါပေမဲ့ငါမှတတိအားကောင်းတာတစ်ခုတည်းငါကုံကကျေးဇူးတင်တယ်အဲ့လိုဖြစ်နေမယ်ငါကုံကတည်တယ်ငါကုံကပျောက်ဆုံးတယ်လို့ခံစားနေရမယ်ကိုယ့်ကိုယ်ကိုတည်တယ် ငါအဲ့လိုမျိုးဟိုပျောက်ဆုံးနေလို့ခံစားရတာကိုကိုတိပြီးတော့ရေလိုက်ငါလိုက်နဲ့အဲ့လိုမျောပြီးသွားနေရလူစားမျိုးမဟုတ်ဘူးဆိုတာငါကငါတိအဲ့လို self awareness ရှိနေတည်းရေငါငါငါကငါလုံးဝပျောက်ဆုံးသွားမှာမဟုတ်ဘူးဆိုတာလည်းတိအဲ့တော့အဲ့ဒီအရာတွေအတွက်ကြောင့်ပထမဆုံးကိုကိုကိုကျေးဇူးတင်ပါတယ်အဲ့ဒီလိုမျိုးပေါ့နော်ချမ်းကတခုဆိုကိုကိုကိုဘာရှိသေးလဲဆိုတော့တုံးတက်ပြီးတော့အရင်ဆုံးကိုကိုကျေးဇူးတင်တဲ့စိတ်ရှိတယ်ပေါ့နော်ဆိုတော့ကိုကိုအရင်ဆုံးကျေးဇူးတင်လိုက်တယ်ငါမှ self awareness လေးရှိသေးလို့တော်သေးတယ်ဆိုတော့ ကိုကိုကိုပျောက်ဆုံးသွားတဲ့အကြောင်းရင်းတွေကိုပြန်လည်ရှာဖွေခြင်းဆိုပြီးတော့မှခေါင်းစဉ်လေးတက်ပြီးတော့ငင်းလေးတန်းထားလိုက်တယ်ပေါ့နော်အဲ့တော့နံပါတ်1ကိုကိုတည်တယ်အဲ့လိုမျိုးအတွေးတွေကငါဘာလို့ကိုကိုပျောက်ဆုံးနေရလဲဆိုတော့ကိုကိုတည်ရဲအဲ့ဒီချိန်မှာခြာရေးဟိုလုံးဝအစီအစဉ်တကြပြန်အောင်ခြာရေးလိုက်တဲ့ခါမှာနံပါတ်1ကစိုးရိမ်ပူပန်မှုတွေများနေတာအဲ့တော့စိုးရိမ်ပူပန်မှုတွေများနေတာကချမ်းရဲ့ family ကိစ္စနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးอืมငွေရေးကြေးကိစ္စနဲ့ပတ်သက်ပြီးတော့ချမ်းကအများကြီးဟိုဖြည့်ရှင်းပေးခြင်းနဲ့စိတ်တွေချမ်းမှာအရင်ရှိနေတဲ့ ချမ်းတို့မှာရှိနေတဲ့ဒီပြဿနာတွေကိုဖြေရှင်းပေးဖို့ငါလုံးဝရမယ်ငါလုံးဝဒီအရာကြီးကအဆင်ပြေသွားမှာငါအရင်ငါအမြင်ဆုံးအဲ့ဒါတွေကိုအဆင်ပြေအောင်လုပ်မယ်လုပ်မယ်လုပ်ချင်နေဆိုတဲ့စိတ်တွေကအယမ်းများလာတဲ့အခါမှာစိတ်ဖြည့်စည်းမှုတွေကဟိုမတိမတာနဲ့ကိုယ့်စီမှာရောက်နေရပေါ့နော်အဲ့ဒီအချိန်မှာချမ်းကအာကိုယ့်ကိုယ်တော့မတိလိုက်ဖဲနဲ့ဘယ်လိုပြောမလဲကိုယ့်ကိုယ်တော့ပြောင်းဆုံးလာတာအဲ့တော့ဟိုကိုယ့်ရဲ့အလုပ်တွေကိုပုံမှန်သာလုပ်မယ်အလုပ်စူးစမ်းမယ်ဆိုရင်အဲ့ဒီအရာတွေကိုဖြည့်ရှင်းနိုင်မှာကွာဒါပေမဲ့အဲ့ဒီအချိန်မှာ အာငါမေတွေကငါမဖြေရှင်းပင်းရင်အဆင်မပြေဘူးအာငါတို့တို့အမြန်ဆုံးအကောင်းဆုံးနေငါလုတ်ဝေးချင်တယ်ငါမလုတ်ဝေးနိုင်တော့ဘူးလားငါဘာလို့ဒီလောက်ဟိုဟာဖြစ်နေရလဲညံ့နေရလဲဆိုပြီးမှကိုယ့်ကိုအပြစ်တစ်အဲ့ဒီစိုးရိမ်ပူပန်မှုတွေကနေပြီးတော့မှကိုယ့်ကိုအပြစ်တင်စိတ်တွေပါဝင်လာခဲ့တယ်ပေါ့နော်ဆိုတော့ ဲ့တော့အဲ့ဒီအဲ့ဒီအတွေးတွေရပဲအဲ့ဒီနေရာတစ်ခုထဲမှာချမ်းကိုပိတ်မိနေစေခဲ့တာပေါ့ချမ်းအဲ့လိုမျိုးရေးထားတယ်အဲ့တော့အဓိကကတော့ချမ်းပြစ်စုံပံမှာမနေဘဲနဲ့အတွေးတွေလွန်ပြီးတော့စိတ်သောကတွေများနေအဓိကတော့မောဟတွေများနေနောက်တစ်ခုကကျတော့ဟိုချမ်းရဲ့အဖွားဆုံးထားတာနှစ်လနီးပါရှိပြီပေါ့နော်အဲ့ဒီအချိန်မှာချမ်းကဘာဖြစ်လဲဆိုတော့အရန်ခံစားရတယ်ဟိုဖယားဟောတရားဟောထားတာတွေအကုန်တိတယ်ဒါမဲ့လက်လဲလက်ခံတယ်ဒါမဲ့အဲ့ဒီဟာကြီးကိုတကယ်ကြုံတွေ့ရတဲ့အချိန်မှာချမ်း ဘလို့မှစောက်တည်ရမရဘူးအဲ့တော့ငါ့ဘွားတည်သွားကြီးသူ့တပုံကြည့်လိုက်တာအများနဲ့ဝမ်းနေပြီးတော့ပြန်လာရင်ကောင်းပါပဲတို့အဲ့လိုမျိုးပြီးလို့ရှိရင်ငါဖိနေမေတည်သွားရင်ရောလို့ငါညီမလေးတည်သွားရင်ရောငါငါချစ်ရတဲ့လူတွေငါမင်းသားမှတည်သွားရင်ရောသူတို့မရှိတော့ရင်ရောဆိုတော့အဲ့ဒီစိုးရိမ်ပူပန်တော့ကတွေချမ်းမှာတဖြည်းဖြည်းများလာပြီးတော့အဲ့ဒီအတွေးတွေလွန်ပြီးတော့အမှန်ငယ်တော့ဘယ်သူမှဘာမှမဖြစ်သေးဘူးဒါပေမဲ့အဲ့ဒါတွေကိုချမ်းတွေးပြီးတော့ အာတောကတွေများနေမောဟတွေများနေအဲ့ဒီချိန်မှာကျန်ကိုယ့်ကိုတဖြည်းဖြည်းပျောက်ဆုံးလာအဲ့ဒီအတွေးတွေမှာပဲပိတ်မိနေရပါတော့အဲ့တော့နံပါတ်1ကစိုးရိမ်မှုဝင်မှုတွေများလာအဲ့တော့အဲ့ဒီချိန်မှာပဲကိုယ်လုံးချင်တာတွေကို focus မလုပ်နိုင်တော့ဘူးစိတ်ကအရင်တော့အရင် focus လုပ်တာလုပ်နိုင်တယ်အဲ့ဒီအတွေးတွေနဲ့ကျန်လုံးဝ focus မလုပ်နိုင်တော့အဲ့တော့နောက်တစ်ခုနံပါတ်2သူများအနေနဲ့ကိုယ့်ကိုနှိုင်းရှင်ခြင်းစပြီးတော့လုပ်လာဘယ်လိုလုပ်လဲဆိုတော့ဆွမ်းနာမိသားစုနဲ့ပတ်သက်ပြီးအတွေးတွေလွန်လာတဲ့အချိန်မှာကိုယ့်ကိုဘာမှမလုပ်နိုင်တော့ဘူးဆိုတာကိုသိလာတယ် တပြိုင်တည်းမှာပဲကိုယ့်ကိုအတုံးမကြဘူးလို့ခံစားလာရပြီးတော့မိုတီယူမယ်ဆိုပြီး Facebook တွေ TikTok တွေကိုတွားကြည့်။တွားကြည့်လိုက်တဲ့အခါမှာကိုယ့်ထက်ရှေ့ရောက်နေတဲ့လူတွေသူတို့ရဲ့အလုပ်တွေကိုအောင်မြင်အောင်တခုချင်းစီပြီးမြောက်အောင်တစ်ဆင့်ချင်းစီတက်လာတဲ့လူတွေကိုကြည့်လိုက်တဲ့အခါမှာပို့ပြီးတော့အမှလုံးဝစိတ်တကပူကြသွား။ဒါဆိုကိုယ့်ကိုသူများနဲ့နှိုင်းရှင်ပြီးတော့ငါဟာသူတို့လောက်တောင်အတုံးမကြဘူး။သူတို့ဆိုဘလော့တစ်ပုဒ်ကိုဒီလိုမျိုးကောင်းကောင်းမွန်မွန်လေးတင်နိုင်တယ်။ငါအခုချိန်ကြီးမတင်နိုင်သေးဘူးဆိုပြီးတော့ သူတို့နဲ့ချမ်းနဲ့နှိုင်းရှင်ပလိုက်တယ်မသိစိတ်ထဲမှာသိစိတ်ထဲမှာလည်းနှိုင်းရှင်လိုက်ပါတယ်ဆိုတော့အဲ့ဒီလိုမျိုးအသုံးမချလို့နှိုင်းရှင်ပြီးတော့ကိုယ့်ကိုတွေးလိုက်တယ်အဲ့တော့အဲ့ဒါလည်းမှားနေမယ်ကိုယ့်ကိုသိတဲ့ self awareness ကလည်းရှိငါအဲ့လိုမျိုးနှိုင်းမရှင်သိမ့်ဘူးဆိုတော့အဲ့ဒါကမှားနေတယ်เนาะ Facebook မှာသူများတွေနဲ့နှိုင်းမရှင်နဲ့ဆိုတော့အရာတွေကလည်း self awareness ကလည်းကိုယ့်ကိုရှိသေးတယ်ဒါပေမဲ့ချမ်း handle မလုပ်နိုင်သေးဘူးအရှင်းမဆိုးရင်ဘဝမှုတော့ကြရလဲနေတိုင်းနေ့စဉ်နေဆက်တွေးမိနေတယ် ဲ့ဒီအချိန်မှာအသုံးမချဘူးလို့ခံစားလာရပြီးတော့ Facebook တွေ TikTok တွေမှာအဲ့လိုသူများနဲ့ live နှိုင်းရှင်နေအဲ့ကြောင့်မို့ TikTok တွေပဲဖျက်ပလိုက်တယ်အဲဖြတ်ပြီးတော့ခု1.4 million account ကပြန်မရသေးဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေသူများရင်လည်းနှိုင်းရှင်မိတာတယ်ဆိုတော့ဒါမဲ့ self awareness ချက်အရင်ကောင်းတယ်ကိုယ့်ကိုယ်ကိုတတိအားကောင်းတယ်ငါအဲ့လိုမျိုးနှိုင်းမရှင်သင့်ဘူးဆိုပြီးတော့မှကိုယ့်ကိုယ်ကိုတွေးပြီးတော့ အော်အားကြောင့်မလဲချန်တီလိုခြာရည်တာဗောခြာရည်နိုင်လားဆိုတော့အဲ့လိုခြာရည်လိုက်ချင်းကငါရဲ့အတွေးတွေကိုရှင်းလင်းသွားစေတယ်ငါဘယ်နေရာမှာပိတ်မိနေရလဲငါဘာတွေကိုအတွေးလွန်နေတာလဲငါဘာလို့သူများရဲ့နှမ်းရှင်မိနေရလဲဆိုပြောမှချမ်းရဲ့အတွေးတွေကိုချမ်းကိုယ်တိုင်ခြာရည်လိုက်တာပြန်ပြီးတော့ရှင်းလင်းသွားစေတယ်အဲ့တော့အဓိကကတော့ social media ကိုမကြည့်ခြင်းလဲကြည့်နေမိတယ်မသိစိတ်ကစွဲလန်းနေမှုအဲ့တော့ i feel i lost myself okay ဆိုတော့နောက်ထပ်တစ်ချက်အဲ့နောက်ထပ်တစ်ချက်ကတော့အဲ့လိုမျိုး မနက်ချက်ကတော့မပြောတော့ပါဘူးမပြောချင်တော့ Okay ဆိုတော့အဲ့ဒီအရာတွေကြောင့်ပဲချမ်းကိုယ့်ကိုအဲ I feel I lost myself ပေါ့နော်တဖြည်းဖြည်းနဲ့ကိုယ့်ကိုပျောက်ဆုံးလာပြီးတော့ကိုယ်လုံးရမယ့်အရာတွေကိုမလုံဖဲနဲ့နေမိလာတယ်ပေါ့နိအဲ့တော့နောက်တစ်ခုကကြတော့အဲ့ဒီပြဿနာတွေအားလုံးရဲ့အဖြေဆိုပြီးမှချမ်းကရေးလိုက်တယ်အဲ့တော့အဲ့ဒီပြဿနာတွေအားလုံးရဲ့အဖြေဆိုပြီးမှရေးလိုက်တဲ့အခါမှာဒါအဖြေကိုချမ်းတွေးတော့မှာတွင်းနဲ့ရေးမှာအ ဲ့တော့အဲ့ဒီပြဿနာတွေအားလုံးရဲ့အဖြေကိုယ့်ကိုပြန်လည်အာရုံစိုက်နိုင်မှုအတွေးမလွန်မှုသူများရင်နဲ့မှနှိုင်းရှင်ပြီးဖို့ဆိုရှယ်မီဒီယာကိုဖျက်တောက်ဖို့ပြီးတော့စီကံရှိဖို့အဲ့ဒီအားလုံးရဲ့အဖြေကချမ်းရဲ့ဗုဒ္ဓလမ်းစဉ်ကိုကြင့်ကြံမဲ့ဘာသာတရားဆိုတာပဲရှိတယ်လို့ချမ်းကိုယ့်ကိုရှာဖွေမိခဲ့အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာတခြားဘာသာဝင်တွေပါတယ်ဆိုလို့ရှိရင်ခဏလေးအာနားထောင်ပြီးပါချမ်းကဘာသာရေးအကြောင်းပြောမှာမဟုတ်ပါဘူးအဲ့ချမ်းရဲ့ကိုယ့်ကိုရှာဖွေတွေ့ရှိမှုကိုပြောပြချင်တာပါအဲ့ဆိုတော့ ဘာသာရေးအဗုဒ္ဓလမ်းစဉ်ကိုကျင့်ကြံရမယ်ဆိုတာကိုရှာဖွေမိခဲ့အဲ့တော့တေဆုံးသွားတာကိုလက်ခံမှုအတွက်အဲ့တော့ချမ်းရဲ့အဖွားတေတော့တေသွားတဲ့အခါမှာချမ်းလုံးဝစောက်တီးရမရတဲ့စိတ်ကိုငါဘလို့ထားရမှာလဲလောကကြီးနဲ့ငါအဲ့လိုမျိုး balance ပြင်အောင်ငါရဲ့စိတ်ကိုဘလို့ထားရမှာလဲဆိုတော့စတင်တွေးလာတွေးလာတဲ့အချိန်မှာအဲ့ဒီဟိုလမ်းပြဖို့အတွက်ကဗုဒ္ဓပြောပြောကြားဟောကြားထားတဲ့တရားတွေရတာချမ်းရဲ့စိတ်ကိုအာတက်တောင့်တက်တာဖြစ်ပြီးတော့ relax ဖြစ်စီရယ်ဆိုတော့အဲ့ဒီ တည်ဆုံးသွားတာကိုလက်ခံနိုင်ဖို့ပြီးတော့လူတွေကိုတန်ရောစင်ရှိတယ်ချစ်နေတယ်အဲ့ဒီတဏှာတွေကြောင့်ပဲလူတွေမရှိတော့တဲ့အခါဆုံးရှုံးသွားတဲ့အခါခံစားရတာဒါကြောင့်မလို့အချစ်တွေတဏှာတွေတန်ရောစင်တွေမရှိပဲမေတ္တာသာရှိမှဆိုရင်အဲ့လောက်ထိခံစားရမှာမဟုတ်အဲ့တော့မေတ္တာကိုဘယ်လိုမျိုးထားမလဲချစ်တာကိုဘယ်လိုမျိုးပယ်မလဲအဲအဲ့လိုမျိုးတွေပေါ့နော်တဏှာနဲ့ချစ်တာကိုဘယ်လိုပယ်ပြီးတော့တကယ်မေတ္တာအစ်စ်မှန်ကိုဘယ်လိုထားမလဲဆိုတာတွေကိုချမ်းအဲ့လိုမျိုးရှာဖွေရပေါ့နော်အဲ့တော့တန်ရောစင်တွေဖြတ်တာပို့ပြီးတော့အချစ်ကိုဖယ်ပြီးမေတ္တာရင်းနဲ့အစားထိုးဖို့ တော့စိုးရိမ်ပူပန်မှုတွေအတွက်တရားထိုင်မှုတရားထိုင်ရင်ကိုယ့်ကိုယ်ကိုပြန်လည်အာရုံစိုက်နိုင်လာဖို့တွေကိုဗုဒ္ဓကဟောပြောပြတတ်ဆုံးမခဲ့တယ်။ငါတို့ဟာဒီခဏတာလေးအတွက်ကိုတွေးပြီးတော့စိုးရိမ်ပူပန်နေကြတယ်။တကယ်ဒီခဏတာလေးဥမာချမ်းဆိုလို့ရှိရင်ဒီမိသားစုနဲ့ပတ်သက်ပြီးတော့ဒီအာဒီပြဿနာတွေမဖြေရှင်းနိုင်ဘူးလား။အမှန်ကဒီပြဿနာတွေကနှစ်လသုံးလဆိုပြီးသွားမှာအဲ့ဒါကိုချမ်းကနေ့စဉ်နေ့အာနေ့စဉ်နဲ့အမြတွေးပြီးတော့ဒါတွေကိုမဖြေရှင်းနိုင်တော့ဘူးလားဆိုပြီးတော့ကိုယ့်ကိုယ်ကိုအဲ့လိုမျိုး အာမောဟတွေနဲ့ကိုယ့်ကိုပူလောင်နေစေရပါတော့ပြီးတော့နောက်တစ်ခုကဒီလူတယောက်တည်ဆုံးသွားတယ်ဆိုတာလေအမေငယ်တော့အချိန်တန်ရင်လူနဲ့တည်ချာမှာပဲကိုကိုယ်တိုင်နဲ့တည်ချာရမှာပဲအဲ့ဒီဟာကိုဒီခဏတားလေးအတွက်ဖြစ်လာရမယ်အဲ့ဒီခံစားချက်ကြီးကိုကြောက်ကန်ပြီးတော့အဲ့လိုမျိုးမလာနဲ့ဆိုပြီးတော့ချန်တို့ကအာပူပန်နေကြအဲ့တော့ဒါတွေဟာနောင်ဘဝတွေမှာလဲဇာတိုက်ဖြစ်မှာဆိုတော့နောင်ဘဝတွေမှာဇာတိုက်ဖြစ်မှာဆိုပေမဲ့အဲ့နောင်ဘဝမှာကိုကဒီလူဘဝအောင်ပြန်ရခြင်းမှာရတော့မှာကွယ်အဲ့တော့ ဒီလူဘဝထက်ဆိုးတဲ့ဘဝတွေရောက်သွားရင်ပိုတဲ့ဆိုးတဲ့ဒဏ်တွေကိုပိုပြီးတော့တောင်မှအာဒုက္ခတွေကိုခံစားရမယ်ကြုံတွေ့ရမယ်ချမ်းရဲ့အောက်ကမီးအယောင်လေးရတဖြည်းဖြည်းနဲ့မှိန်လာတော့ချမ်းအာ lightning ကနည်းနည်းကြာလာပြီဗောနော်ဒါပေမဲ့အဲတိခံပြီးတော့နောက်ဆုံးထိကြည့်ပေးပါအရန်တန်မှုရှိလို့ချမ်းက sharing လုပ်ပေးချင်တာပါဆိုတော့ဒါတွေဟာ number 1တွေမှာလဲဇက်တိုက်ဖြစ်နေမှာအဲ့ဒါကြောင့်ဒီဘဝတွေကငါဖက်တောက်ပြစ်ချင်နေဒီလိုဒုက္ခတွေတန်ရိုးစင်နေဘူးအဲ့လိုမျိုးရေးလိုက်တယ် ဒါကြောင့်မိဘတွေရဲ့ဒီငွေရေးကြေးရေးကိစ္စတွေကလည်းဒီနှစ်လမှာကြေသွားမှာဒါငါအတွက်စိတ်ပူပန်စရာမရှိဘူးငါလုံလဲလုံနိုင်တယ်အဲ့တော့စိတ်မပူပန်နဲ့တန်ရောစင်ကျိုးတွေကိုတတ်နိုင်သမျှဖျက်ပြစ်ရပါမယ်တဏှာနဲ့ချစ်တာထက်လူတိုင်းအပေါ်ကိုမေတ္တာထားပြီးတော့အဲ့ဒီကိုချစ်ခင်ရတဲ့မိသားစုကိုချစ်ခင်ရတဲ့လူတွေအပေါ်ကိုမေတ္တာဘယ်လိုထားမလဲဆိုတာကိုငါဆက်ပြီးတော့ကြင့်ကြံရမယ်ရှာဖွေရမယ်သူများရဲ့အောင်မြင်နေတာကိုမကြည့်ပဲငါအမှန်တကယ်ဘာလုပ်ချင်လဲဆိုတာကိုပဲတွေးပြီးတော့လောက်ပါ အာအမြဲတမ်းအစဉ်အဆက်မပြတ်ပေါ့ငါငါ့ကိုသူတို့ဘာလို့ပေးနိုင်မလဲဆိုတာထက်သူတို့ကငါဘာလို့ပေးနိုင်မလဲဆိုတာကငါ့ကိုကိုအားကိုကိုတက်စေတယ်အဲ့တော့ဒီနေ့ကစပြီးတော့ကိုလှုပ်ချင်တာလေးတွေကိုပုံမှန်ပြန်လှုပ်ပါတခခုကိုပုံမှန်လှုပ်နေမယ်ဆိုလို့ရှိရင်ကိုယ့်ကိုကိုပျောက်ဆုံးသွားတယ်ဆိုတာမရှိဘူးဒါကြောင့် motivation မလိုတဲ့နေ့ရက်တွေကိုပိုင်ဆိုင်ရမှာပါတဲ့โอเคဒါဆိုရင်ချက်အဖြေရသွားပြီအဲ့တော့ ဆွမ်းနာကဒီစိတ်ပူပန်မှုတွေဖြစ်စေတဲ့အလုံးရဲ့အဖြေကိုချမ်းရသွားပြီ။ရသွားပြီအချိန်မှာချမ်းဘာဆက်ရေးလဲဆိုတော့ဆွမ်းနာချမ်းနောက်ဆုံးမှရေးခဲ့တာတခုခုပုံမှန်လုပ်နေလို့ရှိရင်ပြီးတော့ကိုလုတ်ချင်တာလေးတွေပုံမှန်ပြန်လုပ်ပါအဲ့လိုမျိုးရေးလိုက်တော့ okay အောက်မှာငါလုတ်ချင်တာတွေကဘာတွေလဲဆိုပြီးမှချမ်းဆက်ရေးတယ်။အဲ့ဒါကိုချမ်းဖတ်ပြမယ်။ okay ဒါဆိုရင်ငါကငါအာယုံစိုက်နိုင်ပြီးတော့ငါလုတ်ချင်တာတွေကဘာတွေလဲငါအာယုံစိုက်နိုင်ပြီးတော့ငါဝါသနာပါတဲ့အလုပ်တွေကဆိုပြီးတော့မှချမ်းဝါသနာပါတဲ့အလုပ်ကလေးတွေကိုတန်းစီရေးလိုက်တယ်။နံပါတ်1 art creating အနုပညာဖန်တီးမှုအနုပညာဖန်တီးမှုဆိုတာချက်ပုံဆွဲတယ်အဲတချင်းဆိုတယ်နောက်တစ်ခုကပစ္စည်းမူစီမွစီလေးတွေကိုအဲ့လိုစုပြီးတော့အာဘယ်လိုပြောမလဲအဲ့လိုရှောက်ပြီးတော့တီထွင်တာအဲအဲ့လိုပန်းပန်းပွင့်လေးတွေတို့ပန်းအုံးလေးတွေအဲ့လိုမျိုးလေးတွေရှောက်ပြီးတော့လုပ်တာအဲ့တော့ art creating ချမ်းလုပ်တယ်အဓိကအဖြစ်ပုံဆွဲတာတော့ပုံများပါတယ်နောက်တစ်ခုကကြတော့ပုံဆွဲတာ hand art လေးတွေဖန်တီးရအဲ့တော့လက်နဲ့လုပ်လို့ရတဲ့အနုပညာလေးတွေကိုချမ်း ဖန်တီးတယ်အဲ့ဒါချမ်းဝါသနာပါရဲ့ချမ်းအောင်လဲကိုယ့်ကိုအာယုံစိုက်စေနိုင်တယ်ဆိုတော့အလုပ်တွေလို့လဲခံစားရတယ်ပေါ့နော်နောက်တစ်ခုကကြတော့စာရေးတာချမ်းကဒီလိုကိုယ့်ရဲ့ခံစားချက်တွေကိုကိုရေးတာဒါမကဟိုဘယ်လိုပြောရမလဲချမ်းရဲ့ဒီကောင်းမွန်တဲ့အတွေးတွေကိုလူလူတွေကိုမျှဝေပေးချင်တာဖြစ်တဲ့ကြောင့်မို့လို့ချမ်းအဲ့လိုမျိုးအဲစာတွေလဲရေးတယ်အဲ့တော့အဲ့လိုစာရေးတာပြီးအတွေးတွေကိုခြာရေးတာအတွေးတွေခြာရေးဆိုတာဒီလိုမျိုး channeling လောက်တာပေါ့ခံစားချက်တွေအတွေးတွေခြာရေးတယ် အဲ့ဒါချမ်းကိုချမ်းကိုချမ်းပို့ပြီးတော့အာယုံဆိုင်နိုင်စေရပေါ့နောက်တစ်ခုတချင်းလေးတွေဆိုရဲဟီးမင်းဖြစ်စေတဲ့ဇကားလေးကြည့်အဓိကတော့အဲ့ဒါပဲချမ်းတချင်းဆိုရဲတချင်းဆိုရင်ချမ်းကိုကိုအာယုံဆိုင်နိုင်တယ်လို့ခံစားရတယ်နောက်တစ်ခုကအဲ့လိုဟီးမင်းဖြစ်စေတဲ့တဘာဝတွေအများကြီးထည့်ပြီးရိုက်ကူးထားတဲ့အဲ့လို nature အဲရုပ်ပုံတွေများများပါတဲ့အဲ့လိုမျိုးဇကားတွေဆိုချမ်းအများကြီးကြည့်အဲ့လိုမျိုးတွေကချမ်းကိုကိုကိုအာယုံဆိုင်နိုင်တယ်လို့ပို့ခံစားရတယ် အဲ့နောက်ခုတရားထိုင်တာတရားထိုင်မယ်ဆိုလို့ရှိရင်လည်းကိုယ့်ကိုအယံအာယုံစိုက်နိုင်တယ်လို့ခံစားရတယ်။နောက်ခုဖျားရှစ်ကိုတာတရားမထိုင်သေးရင်တော့မှချမ်းအဲ့လိုမျိုးဖျားရှစ်ကိုလို့ရှိရင်စိတ်ကအဲ့လိုကြည်ပြီးတန့်သွားပြီးတော့အဖျားရှစ်ကိုနေချိန်မှာကိုယ့်ကိုအယံအာယုံစိုက်နိုင်တယ်လို့ခံစားရတယ်။အကြောင်းကိုတစ်ခါကြရင်တနေ့ကုန်လုံးဖျားထိုင်ရှစ်ကိုကျင်တယ်ပေါ့နော်။နောက်ခုစမိန်နင်းတာစမိန်နင်းတာတော့ချမ်းအကြိုက်ဆုံးဝါသနာပဲပေါ့နော်။စမိန်နင်းနေကိုယ့်ကို confidence ရှိရလို့ခံစားရတယ်။ အများကြီးအရန်ကောင်းတယ်လို့ခံစားရတာစပိန်နေတဲ့အချိန်အဲကိုယ့်ကိုအဲ့လိုမျိုးလုံးဝပျောက်ဆုံးမနေဘူး confidence လည်းရှိတယ်ပြီးရင်အာယုံလည်းအရန်ဆိုင်နေတယ်မဆိုစပိန်ဆိုတာအာယုံဆိုင်ပြီးနင်းရတာဟုတ်အာယုံမဆိုင်ရင်တိုက်ကုန်မှာပေါ့သိရမလားအဲ့တော့စပိန်နေတဲ့အချိန်မှာလည်းချမ်းအရန်အာယုံဆိုင်နိုင်တယ်အဲ့ဒီအရာတွေကချမ်းကိုအဲ့တော့အဲ့ဒါတွေကငါးစိတ်တွေကိုတည်ငြိမ်စေပြီးတော့အာယုံဆိုင်နိုင်စေတယ်တဲ့ချမ်းတဲ့လူတွေလူတွေများရှိမလားမသိဘူးရှိတယ်ဆိုလို့ရှိရင်တော့ comment မှာရေးပေးခဲ့ပါအဲ့တော့နောက်ထပ်ထပ်ပြီးတော့ try ချင်သေးတဲ့ အရာလည်းရှိတယ်ချမ်းမလုံကိုဒါပေမဲ့ချမ်းလုံချင်တဲ့အရာလေးရှိတယ်အဲ့ဒါဘာလဲဆိုတော့ကိုဝှစ်ချင်တဲ့အင်ကြီးစက်ကက်ကလေးတွေကိုပေါ့ကိုလက်နဲ့ချုပ်ဝှစ်ချင်တာသူမို့ဆက်နဲ့ချုပ်ချင်တာအဲချမ်းမအဲ့ဝါသနာတစ်ခုလည်းရှိတယ်ဒါပေမဲ့ချမ်းအခုထိမလုံမလုံရသေးဘူးပေါ့နော်ဒါပေမဲ့လုံပါနောက်ခုအာ musical instrument တစ်ခုခုတီးမှချမ်း drum ဖြစ်ဖြစ် guitar ဖြစ်ဖြစ်တီးမယ်ဆိုတော့အဲရည်ရွယ်ချက်ကလေးလည်းရှိရပေါ့နော်ဒါနောက်ထပ် train ချင်တဲ့အရာလေးတွေအဲ့တော့ဒါတွေကချမ်းရဲ့စိတ်ကိုအာရုံစိုက်နိုင်စေတဲ့အရာအဲ့တော့နောက်ခုပြီးတော့ငါလုံချင်တဲ့ငါရဲ့အလုပ်တွေ ဒါကတော့အားလုံးသိတဲ့အတိုင်းပဲချမ်းအဘာသာစကား sharing တွေလုပ်တယ် YouTube မှာ video တွေတင်ရမယ်လုပ်ရမယ် Facebook မှာ vlog တွေတင်မယ် sharing တွေလုပ်မယ်ချမ်း vlog တွေတင်တယ်ချမ်းရဲ့ vlog တွေအကုန်လုံးကလူတွေအကုန်လုံးတို့အကျိုးရှိစီမယ်ယာရီပဲလို့ချမ်းကလုံးဝယုံကြည်ရပေါ့နော်ချမ်းရဲ့ daily lifestyle တင်ရတော့မှအဲ့ daily lifestyle ကိုကြည့်လိုက်တဲ့လူကအင်းလေးစကားလဲနားထောင်ပြီးသား listening လုပ်ပြီးသားဖြစ်သွားမယ်ပြီးရင်ကောင်းမွန်တဲ့အတွေ့အကြုံကိုမျှဝေပြီးသားလည်းဖြစ်သွားမယ်အဲ့ဒါမို့လို့ ချဲအကျိုးရှိတဲ့ blog လေးတွေကိုအမြဲတမ်းတင်ဆက်ပေးချင်တာပဲဖြစ်ပါတယ်ဆိုတော့အဲ့လိုမျိုးပေါ့နော်အဲ့တော့ Facebook Twitter နဲ့ Travel Facebook Twitter မှာ Travel blog နဲ့ Daily blog lifestyle လေးတွေတင်ရမယ်ပြီးလို့ရှင်ချမ်းဖွင့်ကျင်တဲ့ဒါတင်တဲ့လေးတွေရှိတယ်အဲ့ဒီတင်တဲ့နေဖွင့်မှုတက်တာငါရဲ့လုပ်ချင်တဲ့လုပ်တွေဆိုပြီးတော့မှချမ်းခွဲပြီးတော့အဲ့လိုမျိုးလေးရှင်းလိုက်တယ်ပေါ့နော်အဲတစိရင်ချင်းနေချမ်းသွားတယ်သွားပြီးတော့โอเคအဲ့တော့ချမ်းအဲ့လိုမျိုးအဖြေရသွားတယ်အဖြေရသွားတဲ့ခါမှာโอเคငါအစနေဘယ်ကနေငါဘာပြန်လောက်ရမှာလဲဆိုတော့ ဟိုဂွင်းဆက်ကပြန်ရောက်လာတယ်အဲ့ချိန်မှာကိုယ့်ကိုပြန်ရှာတွေ့သွားတယ်လုံးဝငါလုပ်ရမယ့်အရာတွေငါ့ကိုအာရုံစိုက်နိုင်စေတဲ့အရာတွေပြီးတော့ငါခံစားနေရတဲ့အဲ့ဒီမကောင်းတဲ့ feeling တွေအတွေးတွေငါဘယ်လိုရှင်းထုတ်ရမလဲဆိုတာလုံးဝချမ်းတိသွားပြီကွာတိတော့တော့ချမ်းဘာဆက်ရေးလဲညကတော့ချမ်းတနာရီလောက်ထိမအိပ်ပဲလဲအဲ့လိုမျိုးဆက်ရေးလိုက်တယ်ပေါ့နော်အဲ့တော့ရေးကောင်းကောင်းနဲ့ရေးလိုက်တယ်အဲ့တော့ချမ်းမာရေးလဲဆိုတော့ငါရဲ့ဘဝကိုတန်တရာအတွက်ပိုကောင်းအောင်ပြောင်းလဲဖို့အာနံပါတ်1ငါးပါးဒီလာလုံရမယ်ပေါ့နော်နံပါတ်2ကတော့ကျေးဇူးတင်စိမ့်နဲ့မေတ္တာစိမ့်နဲ့နေတိုင်းဖြတ်သိမ်းရအဲ့တော့ ဟိုလူတိုင်းကိုယေရှုလိုက်တင်ခိုင်းတာမဟုတ်ဘူးကိုကိုတိုင်းအတွက်ကောလောကကြီးအတွက်ကောကိုယေရှုတင်ရမယ်တမှုတယောက်ချင်းစီတိုင်းအတွက်ကောတဘာဝတွေအတွက်ကောကိုသုံးနေတဲ့ပစ္စည်းလေးတွေအစယေရှုတင်တဲ့စိတ်နဲ့ပြီးတော့လူတိုင်းလူတိုင်းပေါ်တတော်ဝတိုင်းတတော်ဝတိုင်းပေါ်မြစ်တာတရားနဲ့အဲကြီးကြီးနန်းနားလေးစိတ်နဲ့ဖြတ်သန်းရမယ်ဆိုတော့ဒါအဲအချက်ပေါ့နော်ဒါနံပါတ်1ချက်ချမ်းရဲ့ဘဝတန်တရားအတွက်ပူကောင်းအောင်ပြောင်းလဲဖို့အတွက်ဆိုပြီးတော့မှကိုချမ်းကကိုကိုငါ့ဘွားယူတိုးတက်အောင်လုပ်မယ်ငါ့ဘွားယူပြောင်းလဲမယ်ငါ့ဘွားယူအောင်မြင်အောင်လုပ်မယ်လို့မတွေးတော့ငါ့ရဲ့ ဘဝတန်တရာခကြီးကိုငါတိုးတက်အောင်လုပ်မယ်ငါပြောင်းလဲအောင်လုပ်မယ်နော်အဲ့ဒီဒုက္ခတွေကနေငါလွတ်မြောက်အောင်လုပ်မယ်ဆိုတဲ့စိတ်ပဲရှိတော့တယ်အဲ့ဒီချိန်မှာနံပါတ်3ပတ်စံရှာဖို့ဆိုတာလောဘတွေနဲ့အဲ့ဒီပစ္စည်းတွေကိုပိုင်ဆိုင်ရဖို့မဟုတ်ဘဲနဲ့ငါဘဝတန်တရာခကြီးအတွက်အထောက်ပံ့တစ်ခုအနေနဲ့သာရှာရမယ်အဲ့တော့လူရယ်လို့ဖြစ်လာရင်ပတ်စံရလည်းမရှာလို့မရအောင်အဲ့တော့ပတ်စံရှာတဲ့အခါမှာဟိုဟာကြီးပိုင်ဆိုင်ခြင်းလို့လုံးဝအဆုံးခွန်ဆိုင်နဲ့ကြိုးစားပြီးအဲ့ဒါကြီးကိုပိုင်ရမယ်ဆိုတော့ဟိုညာပါကြောက်စရာတော့ကြီးရဲ့တရားကိုနောက်ထောင်ပြီးတဲ့အခါမှာ ိုက်ပိုင်ဆိုင်တာပိုင်ဆိုင်တာကြီးကလည်းတင်သွားရင်မမကိုလုံးလို့မရအောင်ထားခဲ့ရမယ်အဲ့တော့ပိုင်ဆိုင်ပိုင်ဆိုင်မှုအတွက်လောဘရေဒေါသရေမောဟရေနဲ့ကြိုးစားတဲ့အခါမှာဘာရရမလဲအကုသူတွေပဲရမယ်အဲ့ဒါကြောင့်မို့လို့ပတ်စံရှာတယ်ဆိုတာလည်းကိုယ့်ရဲ့ဘဝရက်တည်ရေးအတွက်ပဲဖြစ်ရမယ်အထောက်ပံ့တစ်ခုပဲဖြစ်ရမယ်လောဘတွေနဲ့ပိုင်ဆိုင်မှုအတွက်ဆိုပြီးတော့မှမဟုတ်ဘူးဆိုပြီးတော့မှကိုယ့်ကိုသုံးဖြတ်ချက်ချလိုက်ပြီပေါ့နော်အဲ့လိုမျိုးပေါ့နောက်ခုကျမ်းမာရေးခရူးဆက်ရမယ်တေချာတစ်ခုကကျမ်းမာမှာ ကိုလုတ်ချင်တဲ့ຢာတွေကိုလုတ်နိုင်မှာအဲ့တော့ငါကျဲမာမှာငါရဲ့ဘဝတန်တရားအတွက်ကောင်းကျိုးတွေကိုပြုလုပ်နိုင်မှာကျဲမာကြီးဂယူးဆိုင်တာဟာလည်းငါရဲ့တန်တရားအတွက်အထောက်ပံ့တစ်ခုသာဖြစ်တယ်အဲ့တော့ကျဲမာကြီးဂယူးဆိုင်ရမယ်မပြင်းရဘူးဘာလို့ဆိုကိုရဲ့ဘဝတန်တရားခရီးအတွက်နောက်နံပါတ်5ပညာရှာရမယ်အဲ့တော့လူတွေဟာကိုယ့်ကိုအမြဲတမ်း educate yourself လုပ်ရမယ်ကျောင်းတက်မှတက္ကသိုလ်တက်မှအဲပညာတက်တာမဟုတ်ဘူးအဲကိုကိုကိုလည်းအခုခေတ်က online ခေတ်เนาะ အတတ်ပညာအသိပညာနှစ်ခုရှိရယ်ကွာအဲ့တော့အတတ်ပညာရောအသိပညာအတတ်ပညာကိုယ့်ရဲ့ဘဝအသက်မွေးဖို့အသိပညာကိုယ့်ရဲ့ဘဝတန်လျာခရီးကောင်းဖို့အသိပညာတွေလိုအပ်တယ်အဲ့တော့အဲ့ဒီနှစ်ခုလုံးကိုချန်ရှာရမယ်ဂုံနေပက္ကသနာတွေရလာဖို့ထက်ငါ့ရဲ့ဘဝတန်လျာခရီးမှာမှန်ကန်သောဆုံးဖြတ်ချက်တွေချနိုင်ဖို့ဖြစ်ပါတယ်ပညာရှာတယ်ဆိုတာချန်အဲ့လိုမျိုးခံယူလိုက်တယ်ညရည်ထားတဲ့အဲ့ဒီငါချက်โอเคနော်အဲ့ဆိုတော့ချန်အခုလက်ရှိလောလောဆယ်အာအများကြီးကိုယ့်ကိုပြောင်းလဲမယ်ဆိုပြောမှမတွေးထားဘူးချန် နေ့စဉ်ပုံမှန်လောက်သွားမယ်ဆိုတဲ့အရာနှစ်ခုပဲရှိတယ်။အဲ့တော့မနေ့အရာထားလို့ရှိရင်အဖရားတရားနဲ့တရဏဂုံတည်ပြီးထားမယ်။ညဘက်အိတ်အိတ်တယ်ဆိုလို့ရှိရင်လည်းဖရားတရားနဲ့ဖရားရှိကိုပြီးအိတ်ပြီးလို့ရှိရင်အဲဆွနာပြောတဲ့ကျမကြီးလေးဆိုင်မှာရေများများတောက်မယ်ဒါလေးပဲတွေးထားတယ်အများကြီးငါဟိုဘနလအတွင်းဘလူကြီးတွေပြောင်းလဲနေတာဘလူကြီးတွေတိုးတက်သွားနေတာချမ်းလို့မတွေးဘူးအဲ့တော့ဆွနာငါးချက်နဲ့အညီညီထိုင်မယ်အဲ့လိုမျိုးကျမကြီးယူဆိုင်ပြီးတော့ဖရာတရားနဲ့နိုးထိုင်ဖရာတရားနဲ့အိတ်ရဝင်မယ်ပေါ့အဲ့လိုမျိုးလေအာ ဆုံးဖြတ်လိုက်တယ်ပေါ့ကိုယ့်ရဲ့ဘဝကိုအဲ့တော့အချိန်တွေတိတ်မရှိတာကြောင့်ဒီနေ့ကိုကုသိုလ်ရဖို့အတွက်ဖြတ်သန်းရမယ်အမှန်တကယ်လုံးဝချမ်းမှုမှာအချိန်မရှိဘူးပေါ့နော်အော်ချမ်းနေမကောင်းတဲ့ခါမှာဘာတွေးမိလဲဆိုတော့အော်ငါအခုချိန်လဲငါတည်သွားနိုင်တယ်ငါတည်သွားပြီးရင်ငါလူဘဝပြန်ရကြင်မှလည်းရမယ်လူဘဝပြန်ရရင်လည်းငါဒီလိုမျိုးအတိညာဉ်နေအာရှိဖို့အတွက်ငါပြန်စူးစမ်းရမယ် ဒုက္ခတွေကထပ်ပြီးကြုံတွေ့ရအောင်မယ်ငါဒီဘဝမှာတွေ့ကြုံရတဲ့ဒီနာမကျန်းဖြစ်တာတွေရောဒီဘဝရဲ့ဒုက္ခလောကဓာတ်တွေလည်းငါကြုံတွေ့ရအောင်မယ်အဲ့တော့ဟိုကုသိုလ်တွေရှိမှဖြစ်မယ်အဲအဲ့ဒီအသိပညာတွေရှိမှဖြစ်မယ်အဲ့ဒီတော်ငါ့မှာအချိန်ကြီးအများကြီးမရဘူးဆိုတာချန်ကုတ်ကိုသဘောပေါက်သွားတယ်အဖွားဆုံးမိကြတဲ့အဲ့ဒီအတွေ့အအများတန်းဝင်နေတော့တာလုံးဝအဖွားအဖွားဆုံးမိကြတဲ့အဲ့ဒီအတွေ့အလုံးဝငါရောတစ်နှစ်တည်သွားရင်ငါဘာဖြစ်မှာလဲဆိုတော့ အဲ့ဒီစိတ်ပေါ့နော်။တင်မောင်ရင်တော့အရန်ကြောက်တယ်။အခုလည်းကြောက်နေတော့မယ်။ဒါပေမဲ့အဲ့ဒီဟိုတင်မကြောက်တဲ့စိတ်ကြီးကိုငါဘလို့ရင်ဆိုင်ရမလဲဆိုတော့အတွေးတွေနဲ့ကိုယ့်ကိုထွေးထွေးရှာရှာဖွေလာရဲပေါ့လေတဖြည်းဖြည်းနဲ့ရှာရှာဖွေလာရဲရှာဖွေလာတဲ့အခါမှာအဲ့လိုမျိုးတွေတွေ့ရဲစဉ်းစားမိရဲအဲ့လိုမျိုးတွေကြင်ကြံနေထိုင်မယ်လို့ဆုံးဖြတ်လိုက်တယ်အဲ့တော့ဒါကချမ်းအာရေးလိုက်တဲ့ညကကိုယ့်ကိုပြန်ရှာဖွေမယ်ဆိုတော့ကိုယ့်ကိုလည်းပြန်ရှာဖွေမိသွားပါပြီတွေ့သွားပြီအဲ့လိုမျိုး ဲ့တော့ဒါ journaling လုပ်လိုက်တဲ့အတွက်ချမ်းရဲ့စိတ်ကအဲ့လိုဖြစ်သွားတာဖြစ်ပြီးတော့ချမ်းကိုကိုပြန်ရှာတွေ့ပြီးတော့ခုကိုလုံးနိုင်တဲ့ကိုလုံးချင်တဲ့အလုပ်တွေကိုရှင်းခုအားလုံးရရှိမှာပဲဗီဒီယိုလေးနဲ့ပြန်ပြီး sharing လုပ်နေနိုင်ပြီပေါ့နော်ဆိုတော့လူတိုင်းရဲ့ဘဝမှာလည်းအဲ့လိုပဲကိုကိုပျောက်ဆုံးသွားမယ့်အချိန်တွေဆိုတာရှိတယ်ဒါတာမမဲသဘာဝပဲဘာလို့ဆိုပတ်ဝန်းကျင်ရဲ့လောကနဲ့ရိုက်ခတ်မှုတွေပတ်ဝန်းကျင်ရဲ့ဘယ်လိုပြောမလဲအဲ့လိုမျိုး သွေးထိုးမှုတွေအများကြီးပဲပေါ့ကို့ဘွားမှာကြုံတွေ့ရမယ်ကိစ္စအဝဝကြောင့်ကို့ရဲ့စိတ်တွေဟာအများနဲ့ထွေပြားတက်တယ်တနေရာထဲမှာမငြိမ်နေနိုင်ဘူးအဲကြောင့်မလို့အဲ့လိုမျိုးအဲ့လိုမျိုးဖြစ်သွားတဲ့အချိန်မှာကို့ကိုတတိအားကောင်းပြီးတော့ဖះဟောထားတယ်အများရန်ဘယ်နေရာမှာမဆိုလိုအပ်တာတတိတစ်ခုပဲအဲအဲ့လိုမျိုးပေါ့နော်အဲ့လိုဆိုအဲ့ဒီတတိအားကောင်းမှုတဲ့ self awareness ကောင်းမှုအတွက်ကဒီလိုမျိုးစာတွေချရေးဖို့လိုလိုအပ်တယ်ဒီလိုမျိုးစာတွေချရေးတဲ့ journaling လုပ်တယ်လို့ခေါ်တဲ့အရာလေးကိုအများရန်လုပ်နေနိုင်တယ်ဆိုလို့ရှိရင်ကို့ကိုလည်းပျောက်ဆုံးသွားမှာမဟုတ်ဘူး တောင်းသွားတဲ့အခါရှိရင်တော့မှအဲ့လိုမျိုးစာချရင်းနဲ့ပြန်တွေးသွားလိမ့်မယ်။အဲဒါကြောင့်မလို့ journaling အဲ့လိုမျိုးလုပ်ပါ။ကိုတွေးနေခံစားနေရတဲ့အရာတွေကိုတဆင်ချင်းအဲ့လိုမျိုးအဖြေရှာပါခြာရေးပါ။ဒါတော့ချမ်းအရန်ကိုကိုအဲ့လိုမျိုးစိတ်ထဲမှာအကျိုးရှိရလို့ခံစားရလို့ဩသူများရင်လည်းတိပါစေဆိုတဲ့စိတ်နဲ့ချမ်းမျှဝေပေးရပဲဖြစ်ပါတယ်။နောက်ထောင်ပြီးရတော့လည်းဂျေဆုအများကြီးတင်ပါတယ်။အဲဒါချမ်းရဲ့ဘဝရည်မှန်ချက်အစ်တတီထပ်ပြီးပေါ်လာတာပေါ့နော်ဆိုတော့အဲ့လိုမျိုးပေါ့နောက်တော့မင်းရဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ပြောလိုက်တဲ့စကားလုံးလေးတွေကနေပြီးတော့မှအားလုံးဟော အာဘယ်လိုပြောမလဲဘူးသူစားအစ်စ်အသွေးခေါ်အစ်စ်တွေရသွားမယ်လို့လည်းမျှော်လင့်ပါတယ်အမ်ကြည့်ရှုပေးတဲ့အတွက်နောက်ထပ်မေးတော့ကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာတွေ့ကြပါမယ်ဘိုင်ဘိုင်